မျိုးနဲ့ပါရမီလမ်းမပေါ်မှာရှိတဲ့ဒိုင်မွန်အင်ယာပယ်လစ်ကွန်ဒိုလေးကိုမိတ်ဆက်ပြန်มาဖြစ်ပါတယ်။ဒီကွန်ဒိုမှာဆိုရင်တော့ဒီလိုလက်ဆွေဆက်လို့နဲ့ lobby area လေးရဲ့ပြီးတော့မိတ်ဆွေတွေနဲ့အေးစစ်နေလို့ရမယ်ဒီလိုနေရာလေးတွေပါတဲ့အပြင်ကိုအရန်ကုန်မှာ view လာတဲ့ outdoor swimming pool area ရဲ့တခြား facility တွေအများကြီးပါသေးရဲ့။ကဲဒါလေးရတော့ဒီနေ့မိတ်ဆက်ပြန်ဖဲကွန်ဒိုအခန်းလေးပေါ့နော်။ဒီမှာဆိုရင်လည်းအခန်းတကားကိုတေချာသုံးမိထားတာကိုမြင်ရတယ်။ ဝင်လိုက်ပြီဆိုတာနဲ့ဒီနေရာလေးမှာတော့ပစ္စည်းလေးထားလို့ရမယ်ဖက်နယ်လေးထားလို့ရမယ်ကပ်ပိနက်လေးရဲ့အရန်ကိုမှကျဲဝန်းလာတဲ့ living room area hot tag လေးအမြင်ရမယ်ပြီးတော့ view အရန်လာတဲ့ air view ကိုလည်းမြင်ရတဲ့ wellness space လေးရဲ့ dining room area လေးရဲ့ပြီးတော့ဒီနေရာလေးမှာဆိုရင်တော့သူတို့ ်တေချာလေးလှုပ်ပေးထားတဲ့နေရာလေးပေါ့နော်ဒီကဲဒီနေရာလေးရထီခန်းလေးရတော့ကစ်ချင်ရိုခန်းလေးအောက်ကောပေါ်ရောမှာရောပတ်လည်မှာဆိုလိုကပိနဲ့တခြားသုံးပေးထားတဲ့ဒီနေရာလေးရတော့ဝက်ရှစ်စရီထားလို့ရမယ်ဝါတာဟီတာသုံးပေးထားရဲ့ဒီခန်းလေးရတော့မေရိုခန်းလေးတီးတဲ့ရေချိုးရမိုတိုင်းတွဲရကလေးလည်းပါသေးတယ်ကဲရဆိုရင်အခန်းလေးကြီးကဲဒီခန်းလေးကတော့ master room အခန်းလေးပေါ့နော်ဒီမှာဆိုရင်တွဲရဲ့ရေချိုးခန်းနဲ့ပိုတိုင်းပြင်စင်တွဲရဲ့အခန်းလေးလည်းပါတယ် space ကိုအကျဉ်းသုံးပေးထားရဲ့ ကဲဒီမှာဆိုရင်တော့သူတို့အခန်းကိုလည်း space အခြေသုံးပေးထားပြီးတော့ view လည်းရမ်းလိုက် air view ကိုလည်းမြင်ရမယ်။ wonder space ကိုလည်းအခြေကြီးသုံးပေးထားတာကိုမြင်ရမယ်။ air ကိုလည်းတက်ပေးထားရဲ။ကဲဒီရလေးကတော့ရေချိုးခဲနဲ့ပူတိုင်းပြင်ဆင်တည်တဲ့အခန်းလေးပေါ့နော်။အောက်မှာလည်း cabinet chair သုံးပေးထားရဲ။ ကတိခန်းလေးရတော့စင်ခေရုတ်ခန်းလေးကျွမ်းပါကြီးရဲ့အဖြစ်ခင်းမိထားပြီးတော့ဆိုတော့အခန်းတိုင်းအခန်းတိုင်းမှာဆိုရင်ဝန်နာထည့်ပေးထားတဲ့အတွက်အရန်ကိုမှအဆင်ပြေတယ် view လည်းအရန်ကိုမှလာတယ်။ကဲအဲ့ဒါဆိုရင်နောက်ထပ်အခန်းကိုတော်တော်ကြည့်ကြအောင်နော်။ကဲဒီရလေးရတော့နောက်ထပ်အခန်းလေးပေါ့ဒီမှာဆိုရင်တော့ဆိုတော့ master room အခန်းလေးရေချိုးကန်းပိုတိုင်းပေးစင်တော့ရဲ့အခန်းလေးလည်းပါတယ်။ကဲဒီရဆိုရင်တော့အရန်ကိုမှလာတယ်ကျဲဝန်းလာတဲ့အခန်းလေးပေါ့နော်။ ။နေရံကပ်ပြီးတော့ဆိုလဲလုံးဝအကြီးသုံးမိထားတယ်။ဒီမှာဆိုရင်လည်း view ကအရန်ကိုမှလှတယ်။အင်းရ view ကိုလည်းဝန်နာတိုင်းကနေပြီးတော့မြင်ရတယ်။ကြည့်ရဆိုရင်နောက်ထပ်ခန်းလေးကိုလည်းပြပေးမယ်နော်။ကြည့်ဒီနေရာလေးကနေဝင်လိုက်ပြီးဆိုရင်လည်းသူတို့နောက်ထပ်သူတို့တိသအခန်းလေးလုပ်လို့ရမယ်အခန်းလေးပေါ့နော်ဒီမှာဆိုရင်ကိုပိုင်တေချာလုပ်ပေးထားတဲ့ကစ်ချင်ရုံးလေးရယ်ဒီနေရာလေးဆိုရင်တော့ဒိုင်းနင်းရုံးအခန်းလေးတေချာသုံးပေးထားတာကိုတွေ့ရရယ်ပြီးတော့ဒီမှာဆိုလည်းရေချိုးကန်ပူတိုင်းပြင်စင်တိသအခန်းလေးလည်းပါတယ် ကဲနောက်ဆုံးနောက်ထပ်အခန်းလေးကိုဆုလိုက်ပြပေးမယ်နော်ထွက်လိုက်ပြီဆိုတာနဲ့ဆိုတော့ master room အခန်းလေးကိုတိုင်ရောက်ပြီပေါ့နော် view လည်းအရန်ကိုမလှရဲဆုတနေပိုင်းဆက်ပေးသွားတဲ့ဒီကုန်တော်ခန်းလေးရဲ့ဈေးနှုန်းကတော့သိန်း2800ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN property ဆုသက်လိုက်ပါနော်အားလုံး digital ပါရှင်